မင်္ဂလာပါရှင်မန္တလေးခေတ် channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရှင်ကျမတို့ channel ကနေတော့ဆိုရင်တရိုင်းများကိုစတဲ့တင်ဆက်ပြီးတော့မှဖြစ်ပါရရှင်ဒေါ်ဆန်းစုကြည်ကိုလွတ်ဖို့တရိုင်းကတောက်လျှောက်ဆိုသလိုချက်ပေါ်လာနေပြီဖြစ်ပါရယ်နိုင်ငံတကာစကောက်စီကိုခက်ဆက်စိတ်တောင်းဆိုလာနေတာကိုတွေ့နေရပြီးစကောက်ဆောင်အနေနဲ့ဒေါ်ဆန်းစုကြည်ကိုရွေးကောက်ပွဲမတိုင်ခင်မှာလွတ်ပြီးမလားဆိုတော့ကိုစောင့်ကြည့်ရမည်ဟုနိုင်ငံရေးလှစ်လာသူတွေကပြောဆိုနေခဲ့ကြပါရယ် ိတ်မကြသေးခင်ရှပိုင်းကလည်းဒေါ်ဆဆုချီပြန်လွတ်ပေးရအတွက်ပြင်သစ်သမရကစကောင်းစီကိုတောင်းဆိုခဲ့ပါသေးတယ်။အနာသိစစ်တရဲ့ဖက်စစ်ချင်းခံခဲ့ရပြီးကျမရေးဆိုးရိမ်နေရတဲ့ဒေါ်ဆဆုချီနဲ့နိုင်ငံအကျဉ်းသားများကိုပြန်လွတ်ပေးရန်ပြင်သစ်သမရမက်ခရွန်ကတောင်းဆိုလိုက်သည်ဟုဒေါ်ဆဆုချီရဲ့တိုင်းငယ်ဖြစ်သူကမ်အရစ်ခေါ်ကိုထင်းနေကပြောဆိုထားဖြစ်ပါရယ်။ ဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများလွတ်ပင်ရန်တောင်းဆိုရပြစ်တဲ့သမရမက်ခရွန်ပြစ်တဲ့အစိုးရနဲ့ပြစ်တဲ့ပြည်သူများအားမေမေနဲ့မြန်မာပြည်သူများကိုပြစ်တဲ့နိုင်ငံကောင်းဆောင်တဲ့ပြည်သူများကတနာကူနာထားပြီးအမြဲတမ်းထောက်ခံအားပေးမှုအတွေ့အထူးကျေးဇူးတင်ရှိတယ်လို့ခင်အရစ်ကပြောဆိုထားဖြစ်ပါရယ်အသက်ကြီးလာနေပြီဖြစ်တဲ့ကျွန်တော်မေမေဟာအချုံအောင်ချမ်းမှာကျမ်းမရေးမကောင်းတော့ပါမေမေဟာနိုင်ငံလွတ်လပ်ရေးအတွက်သူ့ဘဝတသက်တာတခြားလုံးစူးစမ်းဆောင်ရွက်ခဲ့တဲ့သူဖြစ်ပါရယ် မေမေလွတ်မြောက်ခြင်းဟာလူအခွင့်အရေးနဲ့လူ့ကိုယ်တိုက်ခအတွက်သမဂမြန်မာပြည်ရဲ့လွတ်မြောက်ရေးနဲ့ငြိမ်းချမ်းရေးအတွက်လည်းအရေးပါဆုံးဖြစ်ပါတယ်လို့ကိုထင်းနေကပြောဆိုထားပါတယ်။ဒေါ်ဆန်စုကြည်ဟာဖန်ဆင်းထားတဲ့အနာသိစစ်တပ်တွေဒေါ်ဆန်စုကြည်နဲ့ပတ်သက်ပြီးတိကျခန့်လုပ်တဲ့မိတိတရင်ကိုမြတ်မထုတ်ပြန်ထားသလိုအာဆန်ကောင်းဆောင်မြတ်အပါဝင်တာဖြစ်သူကိုထင်းလင်းဒေါ်ဆန်စုကြည်ရဲ့ရှင်းလင်းအဖွဲ့ချုပ်ကိုလောကတွေ့ခွင့်မပေးတော့ကြောင်းတရှိရပါတယ်။ မိမိကိုပထမဆုံးအကျဉ်အချက်ချုပ်ချထားဖို့လာရောက်ဖန်ဆင်စဉ်ကကျွန်တော်၁၇နှစ်အရွယ်သားရှိသေးတယ်ထို့အချိန်မှာကျွန်တော်မိမိနဲ့အတူရှိနေခဲ့ပါတယ်စစ်သားများရောက်လာပြီးကြောက်သားလူငယ်များအားခေါ်ထုတ်သွားကြတယ်ကိုမမေ့နေပါသေးတယ်ရင်းနဲ့အတူမိမိဒီ ပြပလောကကြီးနဲ့အဆက်ပြတ်သွားခဲ့ရပါတယ်။တိုးတော်ကျွန်တော်အဖို့ကနောက်ပိုင်းရက်တတပတ်အတန်းကြာတော့ဆန်းစုကြည်ဆိုတဲ့မိမိကိုကျွန်တော်တူဒီပိုင်ဆိုင်ခွင့်ရရှိသွားခဲ့ပါတယ်။အခုကျွန်တော်အသက်က၄၈နှစ်ရှင်လာခဲ့ပြီးမိမိဒီလည်းဆင်အနာသိပြီးအဖန်ခံရမှုနဲ့ရခင်ကတည်းကအပေါင်းကြီးဆိုးဝါးလာနေတဲ့အခြေအနေနဲ့ရင်ဆိုင်လာရနေပြီဖြစ်ပါတယ်။ ်မေမေဒီရှာရှာပါပါရလာခဲ့တဲ့လွတ်လပ်တဲ့ရေကောက်ပွဲတွင်မဲအီအတွက်ရဲ့80 80စနစ်ရခိုင်နှုန်းဖြင့်အပြတ်တက်အနိုင်ရရှိခဲ့ပြီးနောက်သုံးလအတွင်းမှာပဲအဖမ်းခံရချက်ဖြစ်ပါရယ်အသက်80ရှစ်လာနေပြီဖြစ်တဲ့မေမေဟာယခုအခါမှာနှလုံးသဖုံနဲ့ရိုးရိုးကများခံစားနိုင်ရပြီဖြစ်ပါရယ် တကယ်အကျဉ်းချခံရစေကအင်တွေပင်နေခွင့်ရရှိခဲ့ပြီးမိသားစုနဲ့အဆက်အသွယ်များရရှိခဲ့တော့လည်းပဲယခုအခါမှာမိတိနေရာတွေရှိနေမှမတိရတော့ပါဘူး။ယခင်ကဖေဖေအကိုဖြစ်သူနဲ့ကျွန်တော်တို့အတူတူခရစ်စမတ်အတူလည်းဆင်နွှဲခဲ့ရပူပါသေးတယ်။ယခုအခါတော့မိတ်ဆွေမိသားစုဝင်တူတလေများတွေ့ခွင့်မရတော့ပါ။မိမိထံမှာစာတုံးလေးစာတစောင်းကျွန်တော်ရရှိခဲ့ပူပါတယ်။အသက်ရွယ်ကြီးနေနေဖြစ်တဲ့အမျိုးသမီးကြီးတူအားအသက်ရှင်နေတဲ့နှုတ်ပိတ်ထားခြင်းတွေတရားများတမှုကင်းမဲ့နေတဲ့အပြင်ဂုဏ်တိတ်ခံမဲ့နေတဲ့လောက်ရလည်းဖြစ်ပါတယ်။သူကတော့ရေဆက် ွာဆက်ဆံနေမှုတည်းဆဲဆုရဲ့တရုံမှကိုပြဆိုနေခြင်းပဲဖြစ်ပါရယ်မိမိကိုဆွတ်ဆူထားတဲ့အမှုများဒီလည်းလုံးကျန်ပြီးဆက်ထားခြင်းပါဖြစ်ပါရယ်မိမိကိုဖန်ဆင်းထားခြင်းဒီဆီအနာရှင်မြောင်းလိုက်ဥဆောင်ခဲ့တဲ့ဆဲအုပ်စုကအနာကိုစုပ်ကန်ထားရအတွက်ပြုလုပ်တဲ့ကောက်ကျစ်စင်လေတိပရိယံပဲဖြစ်ပါရယ်မြမရှိအချင်းတော်များရဲ့အခြေအနေဟာအလွန်တရာဆိုးဝါးကြောက်မက်ဖွယ်ကောင်းလာပြီးလူအခွင့်ရေးအဖွဲ့များအစိုးရသက်လာနေနိုင်ငံရဲ့အခြေအနေဥက္ကဋ္ဌတည်ဆုံနေတာဖြစ်ပါရယ်ကျွန်တော်ရဲ့မိခင်အားစေကူတက်ခံရွက်မပေးခဲ့တဲ့အပြင် စကားပြောခွင့်အပါဝင်အခြေခံလူအခွင့်အရေးများပင်မရပဲဖြစ်နေပါတယ်မိမိအသက်ကြာကြာမရှင်နိုင်တော့မှကိုလည်းကျွန်တော်အရင်ကစိုးရိမ်နေမိပါတယ်ကျွန်တော်ကမျော်လင့်နိုင်တာကမိမိလွတ်မြောက်ပြီးစေကုသခွင့်ရရှိဖို့ရဲ့ကျွန်တော်လည်းနောက်တစ်ချိန်ပြန်ဆုံနိုင်ခွင့်ရရှိဖို့ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ပန်ကြာချဆိုလို့ရှိရင်ပုံကိုအရာတာမဟုတ်ကိုကျစ်တရားနဲ့လည်းတက်ဆန်နေပါတယ်အမန်တရားတာဝခန့်ခွင့်နဲ့လွတ်လပ်စွာပြောဆိုနိုင်ခွင့်မရှိဖြစ်နေတဲ့တန်း90တုံးမြမပြည်သူများအကျွတ်လည်းဖြစ်ပါတယ်နိုယမလာရှင်နေတော့ကလွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ် မိမိအားနိုင်ငံရဲ့ကောင်ဆောင်တွေ့ဖြစ်ရွေးချက်တင်မြှောက်ခဲ့ကြတဲ့နေ့လည်းဖြစ်ပါရယ်ယခုအခါဆေးဆုတီတူမအဖြုတ်ချပြီးအတူရောင်ရွှေကောက်ပွဲအတင်းစင်မလာအတင်းပြုတ်လုပ်ပြီး၎င်းရဲ့အချုပ်ရဲ့ကိုတရားဝင်လာတဲ့အောင်ဖြစ်ရန်ကြိုးပမ်းနေပြီးဖြစ်ပါရယ်ထို့အရေးဒီကဘာကြီးရဲ့နှုတ်ဆက်မနေမှဖြစ်မှာပါအနာသိပ်ပြီးခရက်ကဆောဆူဒီလူထုပေါ်မှာအကြောက်တင်ရာကမ်ပိန်းကိုမညာမသာအတော်မသတ်ဆင်နွှဲလာခဲ့ပါတယ် ကျေးရွာများကိုမိတိုက်ခဲ့ပါတယ်အယတပိတုများကိုတပ်ဖြတ်ကွမျက်ခဲ့ကြပါတယ်ကလေးငယ်များကိုပြစ်မှတ်ထားနာခဲ့ပါတယ်လူပေါင်း6000ခန့်တေဆုံခဲ့ရပြီးနိုင်ငံအကျဉ်းသားအဖြစ်လူပေါင်း2000 2000ခန့်လောင်ကျိုက်ထဲထပ်ထားခဲ့တာဖြစ်ပါတယ်ကိုလသမဂကပင်မြန်မာနိုင်ငံရဲ့အခြေအနေဒီအဆိုးအဆိုးလူသားတို့လင်းဆိုင်နေရတဲ့အကျက်တဲ့ကြီးဟုဖော်ပြခဲ့ပါတယ်ဝန်ထဲဖို့ကောင်နာကထို့သောအချို့နေသူများရဲ့ခွင့်ပြုချက်ဖြင့်ကျူးလွန်နေတဲ့အကြမ်းဖက်မှုများကိုနိုင်ငံကအတိုင်ဝန်ကအပိတ်ကူညီနေခြင်းဖြစ်ပါရယ် 2021အေဗီလာတွင်မြောင်းလိုက်သည့်အာဆီယံနိုင်ငံတွင်တွဲထွက်တန်ယုံမှုများ အဆုံးသတ်ပြီးဆက်ဆက်ဆွေးနွေးရတဲ့အကြောင်းပေါ်ရောက်ရန်ချမှတ်ခဲ့တဲ့ဗုဒ္ဓဘုတ်ညီချန်၅ရက်ကိုသဘောတူခဲ့တဲ့သူဖြစ်ပါရင်ထုံငါချက်တဲ့အကြံဖက်မှုများရက်တက်ရေးအာလောပဝင်တွစ်ဆူဆွေးနွေးရေးအထုသက်သမန်များဖျက်ပြဲခွင့်ပေးရေးလူသားချစ်ဆန္ဒထောက်ထားတဲ့အကူအညီများပေးခွင့်ပြုရေးအထုသက်သမန်အားသက်ဆိုင်သူများအားလုံးနဲ့တွေ့ခွင့်ပေးရေးလို့ဖြစ်ပါရယ်မေအွန်လိုင်းဒီမိတိအချက်ကိုများလိုက်နာခဲ့ခြင်းမရှိအကြံဖက်မှုများတိုးရစ်တဲ့တူလာပြီးအကူအညီများလည်းပိတ်ဆို့ထားခဲ့ပြန်လာဖြစ်ပါရယ် ျွန်တော်ရဲ့မိခင်အပါဝင်နိုင်ငံရဲ့အစ်တမများအားလုံးအကျဉ်းချခံရဆဲပဲဖြစ်ပါရယ်။ပြီးခဲ့တဲ့လအာဆီယံထိပ်တည်အစည်းအဝေးတွင်ခေါင်းဆောင်များကအချက်၅ချက်ကိုပင်မြန်မာအကျက်သက်ဖြည့်ရှင်ရေးအတွက်လုပ်ငန်းပေါင်းဖြစ်ထက်မှန်အတည်ပြုခဲ့ပါရယ်။လက်ရှိဆိုးဆူမပြည်လုံးမဲ့ရွှေကောက်ပွဲတရားဝင်မှုရှိမှာမဟုတ်ဟုထပ်ပြောကြပါရယ်။ထိုရက်တည်ချက်ကိုစင်ကာပူမလေးရှားအင်ဒိုနီးရှားတို့ကဦးဆောင်လာခဲ့ခြင်းဖြစ်ပြီးအကောင်ရီရဲ့ဒီမိုကရေစီလက်ပြမြေပုပ်စုတွေကအပြည့်မဟုတ်ပဲအလေးအနားသာဖြစ်တည်ဆိုတော့ကိုပိုးရဲ့သဘောပေါက်လာကြောင်းချင်းအပေါ်လွှင့်စေခဲ့တဲ့ဖြစ်ပါရယ်။ အာဆီယံအနေဖြင့်မြောက်နိုင်တဲ့အဖွဲ့ကိုတရားဝင်အဖြစ်အတိမတ်မပြည့်ရန်ပြည်သူများအပေါ်မှာစစ်ပွဲဆင်နွှဲနေသူများဖြစ်၍ဂျန်တူရီတူတဘောချပြီးဒေတာအတွင်းအစည်းအဝေးများသို့တက်ရောက်ခွင့်မပြုရန်အလားတူအာဆီယံဒီလက်ရှိဆဲဆူကဆက်ပြီးအာနာရှယ်ဆက်ဆက်အုပ်ချုပ်သွားနိုင်ရန်အယောင်ပြဆစဉ်နေတဲ့တရားမှဝင်တော်မမမကန်တော်အတူရောင်ရွှေကောက်ဖွဲ့ကိုအတိမတ်ပြည့်ခြင်းသို့မဟုတ်ဂုတ်တက်ခါမြစ်တင်ပြည့်ခြင်းမျိုးမပြည့်လို့တင်ပါအာဆီယံဒီမြောက်နိုင်သို့မဟုတ်၎င်းရဲ့ကိုယ်စားလှယ်သူအာဂျန်တူရီတူအဖြစ်အစည်းအဝေးများကို တရားခွင့်ပြုမည်ဆိုပါကအာဆီတီထောင်ထားတဲ့မူများဖြစ်တဲ့အငြင်းချမ်းရေးတရားများတိုက်ရင်နဲ့ပူပေါင်းဆောင်ရွက်ရေးစုတင်များကိုအာခတ်တစ္ဆာဖောက်နေခြင်းကို စုမှတ်များချိနစ်သလိုဖြစ်သွားမှာဖြစ်ပါရယ်မြန်မာနိုင်ငံတွင်အငြင်းချမ်းရေးရလူတီကိုမြင့်တက်လူတို့များအနေဖြင့်နိုင်ငံအားတရားဝင်ကိုစားပြုနေတဲ့အမျိုးသားညီညွတ်ရေးအစိုးရအပေါင်းပြည်သူများရဲ့အစစ်မှန်ထောက်ခံမှုကိုရရှိနေတဲ့ လူမျိုးစုအဖွဲ့အစည်းများနဲ့ဓာတ်ရိုက်ထိတွေ့ဆက်ဆံရမှာဖြစ်ပါရယ်ကုလသမဂ္ဂဒီနယ် NUG ရဲ့ကိုစလဲဦးကျော်မူချန်ကိုတာမြန်မာပြည်ရဲ့အမြဲတမ်းသံမတ်ကြီးအဖြစ်အတိမပြုရမှာဖြစ်ပါရယ်ထုပ်ပုတ်ကောများဒီတာမြန်မာပြည်အတွင်းကိုစားပြုပြောဆိုနေကြသူများဖြစ်ပါရယ်ဂျပန်၊အိန္ဒိယ၊အမေရိကန်အပါအဝင်အကျိုးတူနိုင်ငံများတည်ဆဲဆူအားကြောထနောက်ခံပေးနေတဲ့ဗန်ဒါရင်းနဲ့စိုက်ဘာကွန်ရက်များကိုဖြိုဖျက်နိုင်တဲ့လက်နက်ကိရိယာများရှိနေကြတာဖြစ်ပါရဲ့ ်ထို့တုံးလှုပ်ခြင်းအဖြစ်စစ်တပ်ရဲ့အတွက်ချက်မှုပုံစံကိုပြောင်းလဲသွားစေပြီးဒေတာကျွင်းနဲ့ကမ္ဘာကြီးအတွက်ပို့ပြီးလှုပ်ရှုပ်မှုအရရှိလာမှာဖြစ်ပါရယ်ထို့ပြင်နိုင်ငံရဲ့အကျဉ်းသားများလှုပ်ပေးခြင်းဒေတာတည်တတ်ခံရမယ့်ငြိမ်းချမ်းရေးမျိုးရရှိဖို့မရှိမဖြစ်လိုအပ်သည်ဆိုတော့ကိုရှင်းလင်းစွာအသိပေးထားဖို့လိုတာဖြစ်ပါရယ်ကျွန်တော်ရဲ့မိခင်နဲ့မြန်မာပြည်အားကိုမင်းကိုချင်းအုပ်ချုပ်နေသူများလက်အောက်မှာလွတ်မြောက်စေခြင်းဒီကဘာကြီးရဲ့အကျိုးစီးပွားလည်းဖြစ်ပါရယ် မြန်မာပြည်သူများကမိသူထံမှတနာယူနာနဲ့ဆွတ်ဖက်ခြင်းကိုတောင်းခံနေခြင်းမဟုတ်ခိုင်မာတဲ့ကိုကျင့်တရားဖြင့်မှန်ကန်တဲ့အရာကိုလှုံ့ဆော်ဖို့အတွက်တောင်းဆိုနေခြင်းသာဖြစ်ပါရယ်ကျွန်တော်အမိခင်အရေးတကြီးလို့အနေနဲ့ပြုစုဆောင်ရှောက်မှုကိုရရှိစေရန်အတွက်တက်ဆန်သူအားလုံးနဲ့ဆက်လက်ပြီးဆက်သွယ်ဆောင်ရွက်သွားမည်နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ပြီးဘေးကင်းလုံခြုံမှုမရမချင်းကျွန်တော်ကငြိမ်နေမှာမဟုတ်ဘူးလို့ခင်အဲရစ်ကပြောဆိုချပါရယ် တရားများတမှု data တွင်ငြိမ်းချမ်းရေးနဲ့လူသားရဲ့အကုန်တက်ခအတွက်မြန်မာပြည်လက်မှတ်ဖြစ်မှာဖြစ်ကြောင်း Cam Eric ကပြောဆိုသွားခဲ့တာပဲဖြစ်ပါရယ်။ကျွန်တော်တက်ဆက်ပေးမှုကျွန်မပဲကြာနာခုပြပါရှင်။အပင်နာစင်မှုအတွက်ကျွေးကျဆွတင်ရှိပါရှင်။